သတင်းမသက်များလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်သတင်း channel မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစားတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးတိကြည့်ရှုနားဆင်ပေးဖို့မြေတရကန်အပ်ပါတယ်ခင်ဗျာအခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မင်းအောင်လိုင်ကကချင်းပြည်နယ်မှာဗိုလ်မှူးချုပ်ဇော်ဝင်းကိုအင်ဒိုနီးရှားတပ်မတ်ဖြစ်ခန့်အပ်လိုက်ပြီးတော့ ဗိုလ်ချုပ်နဲ့ဗိုလ်မှူးချုပ်များကိုတမ်းမတ်ကြီးယာတို့များဇတိုက်ပေးနေတဲ့တရင်ကိုတင်ဆက်ပေးကြပါရင်။လက်ရှိမှာအချမ်းမတ်စေကောင်းဆောင်မင်းအောင်လင်ကကချင်းပြည်နယ်မှာဗိုလ်မှူးချုပ်ဇော်ဝင်းကိုအင်ဒိုနီးရှားတမ်းမတ်ဖြစ်ခန်းလိုက်တယ်လို့တတရင်ရင်းမြစ်များကိုကိုကားပြီးစီရီယံဗိုလ်ကြီးစင်ော်ကပြောပါရင်။ယခုအော်တိုဘာလာဇာမိုင်းမှာကချင်းပြည်နယ်မိုးကောင်းမြို့အခြေဆိုင်အမတ်တုံးချိလျင်တမဟာဇာခခတုံးမှာတမဟာမူဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဗိုလ်မှူးချုပ်ဇော်ဝင်းကို ဇပန်ရာတို့တာဝန်မှအနာပေးပြီးတော့အင်ဒိုနီးရှားနိုင်ငံဆိုင်ရာတာမတ်ကြီးဖြစ်ခန်းလိုက်တာဖြစ်တယ်လို့သိရပါတယ်။ဗိုလ်မှူးချုပ်ဇော်ဝင်းကစတက်ကတိုပတ်စဉ်၄၀နှစ်မှာဇော်ဝင်းနေနဲ့ကတော့တမမှုဖြစ်ပြီးပြီဆိုရင်ဂျောင်းကြီးဂျောင်းကြီးပြီးရင်တော့ဒိုင်မိုးသွားရတဲ့သူတွေပေါ့။ဒါပေမဲ့ဗိုလ်မှူးချုပ်ဇော်ဝင်းကတော့ဒိုင်မိုးမလုံရတော့ဘဲနဲ့တာမတ်ဖြစ်သွားတာလို့စီဒီယံဘိုကြီးစင်အောင်ကပြောပါတယ်။အစောပါဗိုလ်မှူးချုပ်ဇော်ဝင်းဟာကချင်ပြည်နယ်ဖာကန်မြို့နယ်မှာ ပြည်သူများကိုအဓိကတပြက်ခဲ့တဲ့စစ်ကြောင်းများကိုအဓိကစစ်စင်ညွန်ကြားခဲ့သူဖြစ်တယ်လို့သိရပါတယ်။ဒါပြင်နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကတော့အချမ်းဘက်မင်းအောင်လင်ကရွေးကောက်ပွဲမတိုက်မီစစ်ဘက်မှရရှိကြီးတွေကိုညွန်ကြားရေးမှုချုပ်များအမြဲတမ်းတွန်းဝင်များတမ်းမတ်ကြီးများအဖြစ်ဇက်တိုက်ခန့်အပ်နေကြောင်းအထူးသဖြင့်နိုင်ငံတကာသို့ဆေလုံးမဲ့တမ်းမတ်ကြီးများကို၎င်းတို့စစ်ဘက်ကဗိုလ်ချုပ်နဲ့ဗိုလ်မှူးချုပ်များကိုအနာပေးပြီးတော့ဇက်တိုက်ခန့်အပ်နေကြောင်းပြောဆိုပါတယ်။ အခုရဘက်ဝင်ကြီးဌာနတွေတော်တော်များများမှာတက်ကရာရှိကြီးတွေဇက်တိုက်ခန့်အပ်နေတယ်။အဲဒီမှာဒူးညွန့်ချုပ်ဒူးအမြဲတမ်းတွန်းဝင်နေရတွေကိုပေးနေတာ။အဲဒီလူတွေကမကြခင်မှာညွန့်ချုံနဲ့အမြဲတမ်းတွန်းဝင်ဖြစ်လာမဲ့သူတွေပါ။တာမကြီးရာတို့နေရာတွေမှာလည်းဘိုးချုပ်တင်တဲ့ဘုံမူချုပ်တွေကြီးပဲခန့်နေပါတယ်လို့နေပြီးတော့စစ်ပတ်တရင်ချင်းမြက်ကပြောပါတယ်။မကြသေးမိကလည်းအချမ်းပတ်မင်းအောင်လင်ကဂျီတက်မဘိုးချုပ်နေမျိုးဦးလေတက်မဘုံမူချုပ်မျိုးမင်းထွန်းတို့ကိုနိုင်ငံသားရေးဝန်ကြီးဌာနရဲ့တာမကြီးတွေဖြစ်ခန့်အပ်ခဲ့တယ်လို့သိရပါတယ်။ ဒါပြင်တမတော်ကြီးမှဒုတိယပုံမူကြီးဝင်လွင်ဦးကိုအမျိုးသားစည်းမံကိန်းဝင်ကြီးဌာနဗဟိုစပစ်စီစည်ရင်အင်းနဲ့စစ်စေးဦးစည်းဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်၎င်းဗိုလ်ကြီးမင်းသူကိုမန္တလေးစီပင်ဌာနမှူးဖြစ်၎င်းအမဆက်တုံတမ်းမြင့်လေးချင်းရီမှဘုံမှုဇေယဆိုးကိုရွေးကောက်ပွဲကော်မရှင်မှလက်ထောက်ညွှန်ကြားရေးမှူးဖြစ်၎င်းခန့်အပ်ခဲ့တယ်လို့သိရပါတယ်။နေပြီးတော့စစ်ဘက်တရင်ချင်းမြေအစိုးရစစ်ဘက်ကရာရှိကြီးများနဲ့ရာရှိငယ်၄ရာကျော်ကိုအရဖက်ဝင်ကြီးဌာနတွေမှာ ဌာနဆိုင်ရာအကြီးအကဲများနဲ့ရရှိများဖြင့်မင်းအောင်လင်ကပြောင်းရွှေ့ခန့်အပ်လိုက်တယ်လို့သိရပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဒဇယ်မှစတက်စကြောင်းကိုဂျားပြတ်တိုက်ခိုက်မှုတွင်အကြံဘက်စစ်သား12ဦးသေဆုံးပြီးတော့စစ်ကြောင်းကစုကွာထွက်ပြေးသွားတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။စကိုင်းတိုင်းဒဇယ်မြို့နယ်မှာအကြံဘက်စစ်တပ်စစ်ကြောင်းကိုဂျားပြတ်တိုက်ခိုက်ခဲ့မှုတွင်အကြံဖက်စစ်သား12ဦးနေရာမှာတွင်ပေါ်ခြင်းပြီးသေဆုံးခဲ့တယ်လို့ဗီဒူကောက်ဝေရေးအဖွဲ့ရေဦးမြို့နယ်ပကဖတာဝန်ခံကပြောပါတယ်။ ယမန်နေအော်တိုဘာလာ20ရက်နေ့မနက်9:30မိနစ်ခန့်အချိန်မှာဒဇယ်မျိုးနဲ့အတော်ကြီးဝါမှကံဘလူမျိုးနဲ့ကာဘိုဘက်ကိုပြန်လည်ဆောက်ွားနေတဲ့ဂျမ်ဘတ်စစ်တပ်စကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါစစ်တပ်စကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကစူပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အရင်မှာစခွေစတဲ့ကောင်တည်တယ်လို့တော့သိရပါတယ်။အရင်စခွေစတဲ့ကောင်ကတော့နေရာမှာတင် ပေါ်ချင်းပြီးတည်ဆုံးပါတယ်။ကျန်တဲ့စခွေအရှင်ဖမ်းမိတာမျိုးတော့မရှိပါဘူး။ အဲ့ဒီမှာကျွန်တော်တို့ရဲဘော်တွေထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ပြည်သူ့ကွယ်ရေးဘွဲ့ရေဦးမျိုးနယ်ဘကဖတာဝန်ခံကပြောပါတယ်။ဒါပြင်ဒဇယ်မျိုးနယ်ဘကဖတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ကြော်ထဲမှာတော့ယမန်နေ့အော်တိုဘားလ20ရက်နေ့မနက်9:30မိနစ်ချိန်မှာဒဇယ်မျိုးနယ်ရှေးဘက်ချမ်းမှာစစ်တပ်စစ်ကြောင်းကိုကြားပြတိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီစစ်ကြောင်းဟာအတော်ရွာကနေကာဘိုချီဝါဘတ်တို့ပြန်လဲဆုတ်လာစဉ်ကာဘိုတရာနီရောက်မှကြားပြတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းတိုက်ပွဲတွေမှာစစ်တပ်ကတပ်ဖွဲ့ဝင်5ဦးတေဆုံးပြီး ဇနဦးတန်းရရရှိကစစ်သားများထွက်ပြေးသွားကြောင်းအလောင်းနေတဲ့ဒဏ်ရာရစစ်သားတွေကိုယမန်နေ့မွန်တဲ့12နှစ်ကျော်ချိန်မှာကားများနဲ့တည်ယူသွားကြောင်းသိရပါတယ်။တိုက်ပွဲတွင်းမှာတော့စစ်ခွေးနဲ့ပြူခွေး9ခေါင်ပွေချင်းပြီးတည်ဆုံပါတယ်။အိုင်းနာကိုတိုက်ပွဲဖြစ်ပြီးမွန်လယ်ပိုင်းလောက်မှာတော့စစ်ခွေးတွေကအင်အားအများပြားနဲ့ထပ်မံရောက်ရှိလာပြီးတော့ခွေးလောင်းနဲ့ဒဏ်ရာရတဲ့စစ်ခွေးတွေကိုကားနဲ့လာတဲ့သွားတယ်လို့သိရတယ်။နောက်ပြီးကျွန်တော်တို့ဘက်ကလက်နက်တွေတော့တင်ဆဲမိတာမရှိပါဘူးလို့ဒဇယ်မြို့နယ်ဘက်ကဖောက်မှတပ်ဝင်ရှိသူကပြောပြပါတယ်။ အစိုးပါစစ်စင်ရေးတိုက်ပွဲကိုဒဇယ်မျိုးနဲ့ပတ်ကပ်ပါရွှေဘိုခရိုင်အမှတ်50နှစ်ပြည့်ဝတရင်ပြည်ရလေပေါ်ဦးစကြောင်းရေဦးမျိုးနဲ့ပြည်သူ့ကွယ်ရေးဖွဲ့ရေဦးပါကပ်ပါလက်ယုံတပ်ဖွဲ့တို့ကပူပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်းကတော့တထုံးမဘုံမှုဇံဝင်းအောင်နဲ့ခရိုင်ရဲမှုဒူရဲမှုကြီးမြင်းနိုင်တို့ပူပေါင်းပြီးတော့လူငယ်များကိုဘော်ဒါဆိုးရဲ့ဖမ်းဆီးကလူငယ်တဝူးလျင်ဒိန်90နဲ့ငွေညစ်ပြန်ရွေးခိုင်းပြီး ငွေကြေးမတန်းနိုင်သူတွေကိုစမှုတံတင်နှန်းချောင်းပိုးဆောင်တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မွန်ပြည်နယ်တထုံမြို့နယ်မှာမြို့နယ်စီမံကောင်စီဝင်ဗိုလ်မှူးဆန်းဝင်းအောင်နဲ့ခရိုင်ရဲမှုဒူရဲမှုကြီးမြင်းနိုင်တို့ပူးပေါင်းပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးကောင်လူငယ်တအုပ်ကိုငွေကြေးသိန်း90နဲ့ပြန်ရွေးခိုင်းနေတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တချို့ရဲ့မိဘဆွေမျိုးတွေကပြောပါတယ်။လက်ရှိတထုံမြို့နယ်မှာပြူစောဒီစစ်တပ်ရဲ့ရဲများကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုတွေကိုနေရောညပါတုံးမြင့်လှုံ့ဆော်လာကြောင်း ိုင်လိုဖန်ဆီရရှိတဲ့လုပ်ငန်းများကိုပြန်လဲရွေးယူမယ်ဆိုပါကတထုံမျိုးနဲ့စီမံဦးချုပ်ရေးဖွဲ့ဝင်တဲ့ဘုံမူဆန်ဝင်းအောင်နဲ့တထုံခရိုင်ရဲမှုဒုတိယရဲမှုကြီးမြင်းနိုင်တို့ထမ်းမှာတွားရောက်ရွေးယူကြကြောင်းအိုင်မှာငွေကြေးမတက်နိုင်လို့မရွေးနိုင်တဲ့သူတွေကိုစတဲ့နံအချောင်းတို့ဓာတ်ရိုက်ပို့ဆောင်နေကြောင်းသိရပါတယ်အခုတထုံမှာနေရောညပါလုံငယ်တွေတော်တော်များများပေါ်တာဆွဲခံနေရတယ်အိမ်မော်တိပါအဲဇင်းဆိုပြီးပေါ်တာတက်ဆွဲတာအဲဒီလိုဖန်ဆီးခံရပြီးရင်၃ရက်နဲ့၅ရက်တွင်ငွေနဲ့ပြန်ရွေးခိုင်းနေတယ် လူငယ်တအူးကိုဒိန်90နဲ့ရွေးရပါတယ်။သူတို့စောင်းတဲ့ရက်မှမရွေးနိုင်ရင်တော့တခါတဲ့စမှုတန်တင်နန်းချောင်းကိုပို့ပါတယ်လို့တထုံမျိုးနဲ့မှတော်လန်ကြီးခင်ထောက်လေဖြစ်ဓာကြွလှရှားသူလေဖြစ်သူပြည်သူတအူးကပြောပါတယ်။လက်ရှိတထုံမျိုးနဲ့မှဗိုလ်မှူးဆောင်းဝင်းအောင် DS 48နဲ့တထုံခရိုင်ရဲမှုဒူရဲမှုကြီးမြင်းနိုင်တို့ဟာဒါဝင်ထန်ဆောင်ချိန်နှစ်များစွာကြာမြင့်နေပြီဖြစ်ပြီးတော့ငွေကြေးထမ်းနိုင်တဲ့ပြည်သူများနဲ့လုပ်ငန်းရှင်များရဲ့နေအိမ်တွေအဲဒီအိမ်မှာရှိတဲ့လူငယ်တွေနဲ့တူသားများကိုလည်းသိရှိကြအောင် ဒါကြောင့်ငွေကြေးတန်းနိုင်တဲ့သူတွေကပြင်မှတ်ထားဖမ်းဆီးငွေငင်းမှုတွေကိုမကြာခဏဆုတ်တလို့လုံဆောင်နေကြောင်းသိရပါတယ်။အဲ့ဒီဘုံမှုဇံဝင်းအောင်ရဲ့လက်အောက်ကပြူစော်ဒီလို့ခေါ်မလားပြည်သူစစ်လို့ခေါ်မလားအဲ့ဒီကောင်းတွေကရန်ရိုင်းဆိုင်ပါတယ်။ညာတိုင်းကင်းလှည့်ပြီးတော့လမ်းမှာတွေ့ရလူကြီးတွေရောအတမပြည့်သေးတဲ့လူငယ်တွေကိုရောဆဲဆိုရိုင်းနေတယ်။နောက်ပြီးစစ်မှုတန်းအကြုံဝင်ရင်တော့တခါတည်းဖမ်းဆီးပြီးတော့ပေါ်တာဆွဲတယ်လို့တရုံဒေသခံတရင်ကြီးမြက်ကဆိုပါတယ်။မကြသေးမီကတထုံမျိုးပေါ်မှာပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တဦးရဲ့မိဘဆွေမျိုးတဦးက၎င်းတို့တောင်းတဲ့ငွေကျပ်သိန်း90နဲ့မရွေးနိုင်တာကြောင့်အဆိုပါလူငယ်ကိုစမှုတန်ဘတ်စင်78တို့စတက်ကပို့ဆောင်လိုက်တယ်လို့သိရပါတယ်။ဖန်းနာကဆိုင်ကယ်စီးတာအုတ်ထုတ်မဆောင်လို့ဆိုပြီးဖမ်းသွားတာ။ဖမ်းပြီးတော့သိန်း90နဲ့လာရွေးခိုင်းတယ်။ဆိုင်ကယ်စီးလို့အုတ်ထုတ်မဆောင်တာနဲ့သိန်း90ဆိုတော့ဘယ်လိုရွေးမလဲ။အဲဒီမှာမရွေးနိုင်တော့အော်တိုဘားလာ73ရက်နေ့မှာစမှုတန်ဘတ်စင်78ကိုပို့ခံလိုက်ရပါတယ်လို့ဖန်းစည်းခံလိုက်ရတဲ့လူငယ်ရဲ့ဆွေမျိုးကရှင်းပြပါတယ်။ လက်ရှိတထုံမြို့နယ်မှာလားစင်စစ်မှုတန်းအဖြစ်လူငယ်150နဲ့300ကျော်ဖမ်းဆီးခံရပြီးစစ်မှုတန်းအဖြစ်ပို့ဆောင်ခံရတယ်လို့တထုံမြို့ရဲ့ဂင်ထောက်ပွင့်များထံကသိရပါတယ်။နောက်တစ်ခါမှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စဘာစေးကြားနေတဲ့ချိန်အေယာဝတီတိုင်းစိုက်ပျိုးမှုရာနှုန်းပြေထွက်ရန်လိုတယ်လို့စစ်ကောင်းဆောင်ပြောဆိုကပေါ်စားမွေးကိုဒိုင်းတဆိတ်ဘရန်လောက်ရန်တိုက်တော်နယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။လက်ရှိအေယာဝတီတိုင်းမှာစဘာစိုက်ပျိုးမှုရာနှုန်းပြေထွက်ရှိရန်လိုအပ်ပြီး ပေါ်ဆန်းမွေးကိုတိုင်းရဲ့ကိုအမတ်တစိတ်ဘရန်ဖြစ်ဆောင်ရွက်တင်တယ်လို့အချမ်းပတ်မင်းအောင်လင်ကအော်တိုဘားလ19ရက်နေ့ပသိမ်မြို့ခေးစဉ်တွင်မှပြောဆိုခဲ့ပါတယ်။လက်တလောမှာစဘာဈေးနှုန်းကျဆင်းမှုတွေကြောင့်ဒေသခံတောင်သူတွေရှုံးပေါ်နေခြင်းမှာအချမ်းပတ်စစ်ကောင်းဆောင်ကစဘာထွက်နှုန်းတိုးရေးကိုအဓိကထားညွှန်ကြားခဲ့တာဖြစ်ပါတယ်။ဒါပြင် ARD တိုင်းကထွက်တဲ့ပေါ်ဆန်းမွေးဟာအမှန်တကယ်ခေါင်းမော်နဲ့ဆန်အမျိုးအစားဖြစ်တာကြောင့်ပေါ်ဆန်းမွေးကိုတိုင်းတစိတ်အဖြစ်ဆောင်ရွက်နိုင်ရန်လိုအပ်တယ်လို့လည်း၎င်းကပြောပါတယ်။ ဒါပြင်စဘာဆိုင်ပြိုးမှုလုပ်ငန်းတွေကိုလည်းရခိုးတပ်ပိုးမှုဒုတက်အောင်ဂျိုပန်းစိတ်လို့ပြီးတော့ပင်ကြားတန်းကြားမှန်ကန်စွာခောက်ခွက်ပြေးမိအောင်ဆောင်ရွက်ရနေမိုးစဘာတင်းတရာနွေစဘာတင်းတရာ30ပြေးမိစွာထွက်ရှိရန်လိုအပ်တယ်လို့စကောင်းဆောင်ကပြောပါတယ်အခုကမိုးများတာနဲ့ရာသီဥတုပြောင်းလဲတွေကြောင့်စဘာတင်းတရာဆိုတာဘယ်တော့မှမထွက်ပါဘူးနောက်ပြီးမိုးများရင်လည်းထွက်နှုံရော့တယ်အခုတေကကိုစဘာမျိုးစားလိုက်တင်း60နဲ့80ဝင်းကျင်မဲ့ထွက်တာများပါတယ် ေနစ်ကမိုးများတော့စဘာထွက်ကပိုပြီးရောသွားတယ်လို့လက်ရှိကြုံတွေ့နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ AR တိုင်းမှာရှိတဲ့စိုက်ပျိုးရေးတောင်သူတဦးကပြောပြပါတယ်။လက်ရှိ AR တိုင်းတို့မှာစိုက်ပျိုးမြေရဲ့ဆရာကိုင်းနှုံးခွက်ဟာရေနက်ကွင်းတွေဖြစ်ပြီးအရင်းမြေများကိုပြန်လည်ပြုပြင်ပြီးတော့လယ်စဘာစိုက်ပျိုးရေးငားနဲ့ပစိုးမွေးမြူရေးများကိုလည်းလှုပ်ဆောင်နိုင်ကြောင်းအဲဒီလိုလှုပ်ဆောင်ပြီးတော့စိုက်ပျိုးရေးနဲ့မွေးမြူရေးကုန်ထုတ်လုပ်ငန်းများတိုးတက်လာမယ်ဆိုရင်ဘီပပိုးကုန်များလည်းတိုးတက်လာမှာဖြစ်ပြီးတော့ အဲဒီမှာနိုင်ငံသားဝင်ငွေလည်းပိုမိုတိုးတက်ရရှိမှာဖြစ်တယ်လို့စစ်ကောင်းဆောင်ကပြောဆိုပါတယ်။ဒါပြင်နိုင်ငံသားငွေကုန်ချနေရတဲ့အခြေခံစားသုံးစီတင်သွင်းမှုကိုရှင်းချရန်တော့နေကြပဲပုံမြေပဲနှမ်းစားတဲ့စီးတွဲတင်းနဲ့များစိုက်ပျိုးဖို့လည်းစစ်ကောင်းဆောင်ကတိုက်တော်ပါတယ်။လက်ရှိသဘာရောင်ချရမှာတိုင်းနယ်ပြည်နယ်ကြော်ပြီးနယ်ကြော်ဖြတ်တန်းခွင့်ပိတ်ထားမှုတွေစံစင်းနှုံထိန်းချုပ်ထားမှုနဲ့ဒွန်ရာစိုးတွေအပါအဝင်အထွေထွေကုန်စင်းနှုံချင်းမြင့်နေမှုတွေကြောင့်စဘာစင်းနှုံဟာကြာစင်းလျက်ရှိနေပြီး တောင်သူများအနေနဲ့ရှုံးပေါ်လျက်ရှိတယ်လို့ဒေသခံများတန်းကသိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်းကတော့ပစ္စည်းခိုးယူတယ်လို့စွပ်စွဲချက်နဲ့အမျိုးသမီးနဲ့ကလေးငယ်ကိုလမ်းဘေးတတိုင်းမှာချိုးတုပ်ခဲ့တဲ့ဆိုင်းရှင်ရဲ့လုံရဝေဖန်ခံရတဲ့တင်းကိုတင်ဆက်ပေးကြပါတယ်။ရန်ကုန်လိုင်းတရာမြို့မှာစတိုးဆိုင်တွေကိုဝင်ခိုးတယ်ဆိုတဲ့တားမိတ်နှုတ်ကိုဆိုင်းပိုင်ရှင်ကဖမ်းဆီးပြီးတော့ချိုးတုပ်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုလူမှုကွန်ရက်ပေါ်မှာထွက်ပေါ်လာပြီးတဲ့နောက်မှာဆိုင်းရှင်ရဲ့လုံရပေါ်ဝေဖန်နေကြပါတယ်။ ားရီထဲမှာတက်လက်ပိုင်းအမျိုးသမီးနဲ့အသက်၃နှစ်အရွယ်ကလေးငယ်တဦးတို့ကိုဆိုင်းရှင်းအမျိုးသမီးကသူ့ရဲ့ဝန်ထမ်းလေးကိုလမ်းဘေးဓာတ်တိုက်မှာဂျိုးတုပ်စေခဲ့ပြီးတော့အခုလိုဂျိုးမထုတ်ခင်မှာလဲကလေးငယ်ကိုဖတ်ထားတဲ့အမျိုးသမီးကိုဆိုင်းရှင်းကရိုက်နှက်ခဲ့ပါရင်အစောပါဗီဒီယိုပိုင်းဟာဒီကနေ့လူမှုကွန်ရက်မှာပြန့်နှံ့နေရလဲဖြစ်ပါရင်အဲ့ဒီမှာကလေးကိုအကြောင်းပြပြီးတော့လိုက်ခိုးနေတယ်လို့ဆိုင်းရှင်းကပြောပြီးရိုင်းနှက်နေတာကိုလည်းတွေ့ရပါတယ်။နောက်ပြီးခိုးထားတာတွေကိုပြန်ရောပေးဖို့နဲ့ မယောပေးရင်ရဲလက်အပ်မယ်လို့ပြောဆိုပြီးရိုင်းနှက်နေတာတွေလည်းတွေ့ရပါတယ်။နောက်ပြီးပစ္စည်းတွေခိုးယူတယ်လို့စွပ်စွဲခံရတဲ့အမျိုးသမီးရဲ့ရင်ဝင်ကကလေးငယ်ဖြစ်သူကိုလည်းဆွဲဖက်ဖို့တွား။ဆန်ရှင်ကသူ့ရဲ့ဝန်ထမ်းလေးကိုပြောဆိုခဲ့ပြီးဝန်ထမ်းတဦးကဆွဲဖက်ဖို့ကြိုးပမ်းနေတာကိုလည်းတွေ့ရပါတယ်။တကယ်တော့ကလေးကိုစေကူးဖို့ငွေလိုလို့ခိုးယူမိတာလို့အဲ့ဒီစွပ်စွဲခံရတဲ့အမျိုးသမီးကငိုယိုပြောနေပြီးတော့အဲ့ဒီအကြောင်းလေးကိုစဲမှုဝင်စားတဲ့အကြောင်းနဲ့ပြန်ပြီးရော်ဖို့ဆန်ရှင်ကပြန်ပြောနေရလေတွေ့ရပါတယ်။ အားဒီလိုခိုးယူတယ်လို့ဆွဆွဲခံရတဲ့မျိုးသမီးနဲ့ကလေးငယ်ကိုအတူတွဲပြီးတော့ဂျိုးတုတ်ထားတဲ့အထိဖြစ်ခဲ့တာကြောင့်လူမှုကွန်ရက်တုံဆွဲသူတွေကဆိုင်းရှင်ကိုဝေဖန်နေကြပါလိမ့်။ဆိုင်းရှင်မျိုးသမီးကိုဝေဖန်နေသူတွေကအဲ့ဒီခိုးယူတယ်လို့ဆွဆွဲခံရသူကိုဥပဒေရတာဖြစ်ရှင်းတင်ပြီးတော့ကလေးငယ်ရှေ့မှာကိုတီးလက်ရောက်မယိုင်းနဲ့တင်ဘူးလို့ထောက်ပြကြပါလိမ့်။နောက်ပြီးကလေးငယ်ကိုရေနွေးနဲ့လောင်းမယ်လို့ဆိုင်းရှင်မျိုးသမီးရဲ့ချင်းချောက်ပြောဆိုမှုတွေကိုလည်းအပြင်းထန်ဝေဖန်နေကြပြီး ကလေးငယ်ကိုဂျိုတုတ်ခဲ့တဲ့ဆိုင်းရှင်အမျိုးသမီးကိုဖမ်းဆီးရေးယူဖို့လဲတိုက်တွန်းနေကြပါတယ်။ဒီထဲမှာဖေဖို့တုံဆွဲသူတို့ကတော့မင်းအောင်နိုင်ခင်မှာလူတွေလောက်ကန်စားတောက်ရတာပုံမူခက်ခဲကြက်တဲလာပြီးလူလူချင်းရရဆက်ဆက်ပြုလုပ်ဖို့မလိုအပ်ဘူးလို့ရေးသားထားပါတယ်။အခုခေကြီးကပြတ်နေတာကိုဂျန်ရမရတဲ့အဆုံခိုးစားတာနေမှာပါ။ဈေးဘွားပြတ်လောက်အောင်ခိုးသွားတာမဟုတ်ရင်လေဥပဒေရရေးယူပြီးတော့နောက်ထပ်အခိုးမခံရအောင်တတိထားပါလားလို့ပြည်သူတို့ကလည်းမှတ်ချက်ရေးထားပါတယ်။ စတက်အာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာစေပွားရေးလုပ်ငန်းတွေရပ်တန့်သွားတာနဲ့ဂုံစင်းနှုံကြီးမြင့်တာတွေကြောင့်အခြေခံလူဒန်းစားတွေမှာဇာဝတ်နေရေးအခက်အခဲကြီးမားစွာရင်ဆိုင်နေရပါတယ်။ပြီးခဲ့တဲ့ဇွန်လဇန်ကထုတ်ပြန်ခဲ့တဲ့ကုလသမဂ္ဂဖွံ့ဖြိုးမှုစီစဉ်စတန်းရောက်ရန်ကုန်မြို့ရဲ့လူဦးရေ၁၀ဦးမှာ၄ဦးကျော်ကဆင်းရဲနွမ်းပါနေတယ်လို့ဖော်ပြပါတယ်။ဒါပြင် UNDP ကထုတ်ပြန်ခဲ့တဲ့ရန်ကုန်မြို့ပြဆင်းရဲမှုစတန်းတွေရောက်လွန်ခဲ့တဲ့၈နှစ်၂၀၁၉ခုနှစ်ကရန်ကုန်မြို့လူဦးရေ၁၀ရာခိုင်နှုန်းကဆင်းရဲနေသူတွေဖြစ်ပြီးတော့ ဆေယနာသိမ့်ပြီး၃နှစ်ကြာ2023ခုနှစ်ရောက်မှာတော့အဲ့ဒီဆင်းရဲနွမ်ပါမှုဟာ53ရာခိုင်နှုန်းထိတိုးလာတယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်ဆင်းရဲနွမ်ပါမှုနှုန်းကရှင်းတဲ့အတွဲမှာဒုံစားကြော်တောင်တိုးလာတာလည်းဖြစ်ပါတယ်။လက်ရှိမှာရန်ကုန်မြို့ရဲ့စုစုပေါင်းမြို့ပြလူဦးရေခန့်မှန်းခြေ6တသမ2တန်းရှိတာမှာနေတသမ9တန်းခန့်ကဆင်းရဲတွင်းနတ်နေရပြီးတော့အရင်ကတည်းကဆင်းရဲသူတွေကလည်းပုံမဆိုးရွားအဆင်မပြေမှုတွေရှိလာတယ်လို့ UNDP ကဖော်ပြပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့ မြန်မာနိုင်ငံမှာပေါ်တာဆွဲဖန်စီညှင်းပန်းနှိမ့်ဆက်ခံရကကိုရင်းကလီစာများရောင်းစားတက်ဖြတ်ခံရတဲ့ဘယ်လာရုစ်မော်ဒယ်အမှုနဲ့ပတ်သက်ပြီးထိုင်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မြန်မာနိုင်ငံမှာပေါ်တာဆွဲဖန်စီညှင်းပန်းနှိမ့်ဆက်ခံရကကိုရင်းကလီစာများရောင်းစားတက်ဖြတ်ခံရတယ်။ဘယ်လာရုစ်မော်ဒယ်ဗီရာဟာထိုင်းနိုင်ငံမှာမြန်မာနိုင်ငံတို့လေရင်နဲ့၎င်းရဲ့ဆန္ဒသဘောဖြင့်ထွက်ခွာသွားခဲ့ပြီးတော့ထိုင်းနိုင်ငံအတွင်းမှာပြန်ပြီးဆွဲခံရခြင်းမဟုတ်ဘူးလို့ထိုင်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ အတန်း26နှစ်အရွယ်ရှိတဲ့ဘီလာရုစ်မော်ဒယ်ဗီရာဟာဘီခဲ့တဲ့စတင်မာလာတွန်းကထိုင်းနိုင်ငံသို့လာရောက်ခဲ့ပြီးနောက်မှာပြန်ပြီးဆွဲခံရပြီးတော့ဂိုရင်းကလေးစားတွေရောင်းစားခံရခြင်းညင်မှန်နှိမ့်ဆက်ခံရပြီးအလောင်းကိုမိရှို့ဖျက်ဆီးခံရကြောင်းသိရှိရပါတယ်။အရင်နောက်ပြန်ပြီးဆွဲတက်ဖြတ်ခဲ့တဲ့ရာဇဝဲကိုင်းကအတန်း26နှစ်အရွယ်ဘီလာရုစ်မော်ဒယ်ရဲ့မိသားစုထံကိုဆက်သွယ်ကဒူမရဲ့ရုပ်ပြလိုချင်ရင်အမေရိကန်ဒေါ်လာ5သိန်းခန့်တောင်းဆိုခဲ့တယ်လို့သိရပါတယ်။အရင်နောက်ဘီလာရုစ်အစိုးရရဲ့ဂျာဝဲမှုနဲ့ ငွေပေးရမလို့ပဲရိုးပြများပြန်ပေးရန်ပြန်ပေးသူတွေကသဘောတူညီခဲ့တယ်လို့သိရပါတယ်။နောက်ပြီးထိုင်းရတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရအဲ့ဒီဘီလာရုစ်မော်ရယ်ဗီရာဟာပြီးခဲ့တဲ့စက်တင်ဘာလ2ရက်နေ့ကထိုင်းနိုင်ငံသို့ရောက်ရှိလာခဲ့ပြီးတော့စက်တင်ဘာလ20ရက်နေ့မနက်9:20မိနစ်ချိန်မှာထိုင်း Airway လေကြောင်းလိုင်း TG301 နဲ့ထိုင်းနိုင်ငံမှာတဆင့်ရန်ကုန်လေဆိပ်သို့ထွက်ခွာခဲ့ကြောင်းအဲ့ဒီလိုထွက်ခွာတဲ့မှတ်တမ်းများကိုလည်းရရှိခဲ့ကြောင်းထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသို့ထွက်ခွာရမှာ အတင်းချက်ပြရားပေးခိုင်းစေမှုတွေမမြင်ရကြောင်းသိရပါတယ်။အဲဒီလိုထိုင်းနိုင်ငံကနေရန်ကုန်သို့ထွက်ခွာပြီးတဲ့နောက်မော်ရဲအမျိုးသမီးမြန်မာနိုင်ငံမှာတပ်ဖြတ်ခံရတဲ့အခြေအနေများဟာမြေသုံးမြေပုံဖြစ်ပွားတာကိုမသိရှိရကြောင်းအဲဒီအခြေအနေကိုထိုင်းနိုင်ငံကလက်လံမှတ်မိကြောင်းထိုင်းနိုင်ငံတို့မှပြန်ပေးဆွဲခံရပြီးမြန်မာဘက်သို့ရောက်ရှိသွားခြင်းမဟုတ်ကြောင်းထိုင်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးနေနားဆင်ကြတဲ့သတင်းပေးသားများကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပါသတင်း ဒေါ်လိုင်းဘက်တော်သားများရဲ့တရင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။